တိုက်ခိုင်နေဖိနှိပ်မှုတွေအပြိုင်ဆိုင်နေဆိုတာဒီမိကပ်လောကမှာမဟုတ်ဘူးဘယ်လောကကိုပဲကျင်လဲကျင်လဲဒါတွေရလေအနည်းနဲ့အများရှိတယ်အနည်းနဲ့အများမဟုတ်ပြင်းထန်စွာရှိတယ်လို့ပဲပြောရမှာပေါ့နော်ဘယ်လောကပဲဖြစ်ပါစေအားလုံးဒီပုထုဇဉ်များနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်တိုက်ခိုက်မှုတွေဖိနှိပ်မှုတွေမနာလိုမုန်းနှားတွေအယမ်းကြုံရမှာပဲဒါကနေပေတိုင်းမှာကျွန်တော်မှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အားလုံးကိုဒါဖြစ်ရုပ်ဖြစ်စင်လို့ပဲသတ်မှတ်ပါတယ်ကျွန်တော်အနေနဲ့ဘာမှတော့မှတ်ချက်မပေးလို့ပါဘူးခင်ဗျာ အင်တာဗျူးတစ်ခုတက်လာတယ်အဲ့ဒီအင်တာဗျူးရဒါမိတ်ကပ်လောကမှာဟိုဒလောဒလောတွေပြောကြရတယ်ဗောနော်ခန်းစားမှုတွေနဲ့လည်းတိုက်ဆိုင်တဲ့သူရဲ့ရှိတယ်လို့မတိုက်ဆိုင်တဲ့လူတွေရှိတယ်ဗောနော်အဲ့ဒီမှာတစ်ခုပြောချင်တာကတော့ကျွန်တော်ကကြတော့လေအဲမိတ်ကပ်ဆရာတယောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကဗမာပြည်မှာကျွန်တော်ဆရာမရှိဘူးခင်ဗျအာကျွန်တော်မှာမိတ်ကပ်ကျွန်တော်မိတ်ကပ်တင်ပေးတယ်ဗမာပြည်မှာလို့မဟုတ်ဘူး ကျွန်တော်မှာဗောနောကျွန်တော်မိတ်ကပ်တင်ပေးတဲ့ဆရာဆိုတာကျွန်တော်မရှိခဲ့ဘူးကျွန်တော်အခုလိမ့်ချက်နေတဲ့ကျွန်တော်ရဲ့ပညာရဲ့ကျွန်တော်လှုပ်ရှားနေတဲ့အရာတွေအားလုံးဒီကျွန်တော်ဘာသာကျွန်တော် creation လုပ်ထားတဲ့ အရာတွေပဲဖြစ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်မှမြင်စရာကြားစရာတွေတော့ရှိမယ်ပေါ့ဥပမာအာမိတ်ကပ်ကိုမှဘလို့လိမ့်ငယ်လဲကျွန်တော်ကြည့်ဘူးတယ်ဒါဆိုကျွန်တော်ရဲ့ခင်မုန်းကြီးဆယ်ပါးထဲမှာပါသွားပြီကျွန်တော်ရဲ့မြင်စရာထဲမှာပါသွားပြီမမခင်ဆိုင်ဝင်ဘလို့လိမ့်ငယ်လဲကျွန်တော်မျက်လုံးတွေမြင်ဘူးတယ်ဗီဒီယိုတွေကြည့်ဘူးတယ်ရှိုးတွေကျွန်တော်ကြည့်ဘူးတယ်ဒါဆိုရင်ကျွန်တော်ကျွန်တော်သူ့ရဲ့ခင်မုန်းကြီးဆယ်ပါးထဲမှာကျွန်တော်ပါသွားပြီကျွန်တော်ရဲ့ဂျေစုရှင်ထဲမှာပါသွားပြီပေါ့နော်အဲ့အတွက်ကြောင့်မလို့လဲဒါဟိုမိတ်ကပ်ဆရာပူဇော်ပွဲဆိုလို့ရှင်လဲကျွန်တော်တတ်နိုင်သလောက်ကျွန်တော်ရန်ကုန်မှာရှိတယ်ဆိုရင်ကျွန်တော်အလှူငွေထည့်ပြီးတော့သွားပြီးတော့ကျွန်တော်ကြော့တယ်အဲ့အဲ့အတွက်ကြောင့်မလို့ပေါ့ ော်ဟိုအင်တာဗျူးထဲမှာဖြေထားသလိုမျိုးကျွန်တော်မှာတော့အတွေ့အကြုံတွေမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်ပြောချင်တာတစ်ခုကတော့ခုနပြောသေးပေါ့အတိုက်ခိုင်နေဖိနှိပ်မှုတွေအပြိုင်ဆိုင်နေဆိုတာဒီမိတ်ကပ်လောကမှာမဟုတ်ဘူးဘယ်လောကကိုပဲကျင်လဲကျင်လဲဒါတွေရလေအနည်းနဲ့အများရှိတယ် အနည်းနဲ့များမဟုတ်ပြင်းထန်စွာရှိတယ်လို့ပဲပြောရမှာပါနော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်မိဘကအုံတွေမျိုးရိုးဖြစ်တဲ့အတွက်ကျွန်တော်စီးပွားရေးလုပ်ငန်းကိုလည်းကျွန်တော်ကျင်လည်ဘူးတယ်ကျွန်တော်ဦးလေးတော်တွေကဒါဆရာဝန်တွေအင်ဂျင်နီယာတွေဖြစ်တဲ့အတွက်ဒီပညာရှင်လောကကိုလည်းကျွန်တော်ကျင်လည်ဘူးတယ်အခုကျွန်တော်မိတ်ကပ်ဆရာဖြစ်တဲ့အတွက်မိတ်ကပ်ပညာရှင်လောကကိုလည်းကျွန်တော်ကျင်လည်ဘူးတယ်ဘယ်လောကပဲဖြစ်ဖြစ်စီအားလုံးဒီပုထုဇဉ်များနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်တိုက်ခိုက်မှုတွေဖိနှိပ်မှုတွေမနာလိုမုန်းတာတွေအယမ်းကြုံရမှာပဲဒါက နေပယ်တိုင်းမှာကျွန်တော်အမဖြစ်တဲ့အတွက်ကျွန်တော်ကတော့အားလုံးကိုဒါဖြစ်ရုပ်ဖြစ်စင်လို့ပဲသတ်မှတ်ပါတယ်ကျွန်တော်အနေနဲ့ဘာမှတော့မှတ်ချက်မပေးလို့ပါဘူးခင်ဗျအော် top show ကိုဒီပေါ်တော့ top show အစဆုံးတော့မကြည့်မိဘူးပေါ့နော်အပိုင်းလေးတော့ကြည့်လိုက်ရတယ်ပေါ့နော်ဟို trailer လို့အပိုင်းလေးပေါ့အဲ့အပိုင်းလေးကိုကြည့်လိုက်ရတဲ့အခါမှာဒါလည်းဒီအာ ဟိုဘောအင်တာဗျူးခံထားတဲ့သူတယောက်ရဲ့ပေါ့သူရဲ့ခံစားချက်နဲ့မေးတဲ့သူရဲ့မေးခွန်းနဲ့တိုက်ဆိုင်သွားတဲ့အခါကျတော့သူဖြေချားလိုက်တယ်လို့ပဲကျွန်တော်မြင်ပါတယ်ခင်ဗျာခုနပြောသလိုပေါ့တလောကလုံးတိမ့်ကြုံပြီးအဲပြောတယ်လို့တော့ကျွန်တော်မယူဆပါဘူးဘာကြောင့်ဆိုတော့ကျွန်တော်လည်းဒီလောကထဲမှာနေနေတာပဲလေဟုတ်တယ်မလားဒါပေမဲ့အဲ့လိုမျိုးကိုကို ကိုကိုပါပါသွားတယ်လို့တော့ကိုမယူဆအဓိကတော့ဟိုပေးတဲ့သူကဘယ်လိုပဲပေးပေးခံယူတဲ့သူပုံမှာမူတည်တယ်ခံယူတဲ့သူကခံယူမှသာလင်ကိုကိုပြောတယ်လို့ပဲယူဆမယ်ဆိုရင်တော့ပို့ပြီးတော့ဟိုဘယ်လိုပြောရမလဲပြောစရာကောင်းတဲ့ကဘာလေးဖြစ်မယ်လို့တော့ယူဆပါတယ်ကျွန်တော်ကတော့လေခုနပြောခဲ့သလိုပဲပေါ့နော်အာ အရာဘယ်အရာမဆိုကျွန်တော် positive thinking နဲ့ပဲကျွန်တော်နေပါတယ် positive thinking ပဲတွေးတယ်အကောင့်ဘက်ကပဲတွေးတယ်အကောင့်မြင်သွားတာပဲကျွန်တော်တော့ထားတယ်ဒီတက်ကြောင့်မလို့ကျွန်တော်မှာ negative thinking မရှိပါဘူးခင်ဗျာအဲ့တော့အားလုံးဘလိုပဲဖြစ်ဖြစ်မြတ်တာထားပြီးတော့ပဲအဲအရာအားလုံးကိုအဲထားလိုက်ပါလို့ပဲပြောပြစီခင်ဗျာအပထမအဲ့တော့เนาะကျွန်တော်နဲ့ကျွန်တော်ရဲ့တပည့်တွေပေါ့เนาะ makeup တင်တဲ့တပည့်တွေဆိုလို့ရှင်ဘလိုပြောရမလဲသူတို့တွေအားလုံးကကျွန်တော်စီမရောက်ခင်တော့ကသူတို့ကကျွန်တော်ရဲ့ fan တွေသူတို့အားလုံးကကျွန်တော်ရဲ့ fan တွေကျွန်တော်ကိုအပြင်မှာတွေ့ချင်တယ်အပြင်မှာ ိုပြောပါခင်မင်ခွင့်ရကျင်တဲ့အတွက်လာတက်တဲ့သူလည်းရှိတယ်ကျွန်တော်မိတ်ကပ်ပညာကိုသဘောကျလို့လာတက်တဲ့လူရှိတယ်ကျွန်တော်ရဲ့ behavior ပေါ့နော်ပြုမှုနေထိုင်မှုပေါ်မှာသဘောကျပြီးတော့အိမ်ကလူတွေကလှုပ်လိုက်တာတွေလည်းရှိတယ်မျိုးစုံရှိတယ်အဲဒါပေမဲ့သိကြတာတခုကတော့အားလုံးကကျွန်တော်ရဲ့ fan တွေပေါ့နော်အဲ့လိုဖြစ်တဲ့အခါကျတော့တင်နန်းသားတွေကလေ hello မမပွင့်မင်္ဂလာပါအဲကျေးဇူးတင်ပါတယ်လာလေး ျွန်တော်စီမှာတင်တန်းသားတွေရှိရယ်လေအဲ့တင်တန်းသားတွေကတင်တန်းလာတက်တော့မယ်ဆိုတဲ့အခါကျရင်တို့ကကိုသားကြီးဖန်အနေနဲ့ရောက်လာကြတာရောက်လာပြီးတဲ့အခါမှာတင်တန်းခမ်းမတွေကိုကျွန်တော်စောင့်ဝင်လိုက်တဲ့အချိန်မှာတို့ကလေကျွန်တော် မေးကြည့်ပြီးတော့လေဘယ်လိုပြမလဲပစက်လေးအဟောင်းသားလေးနေသူတို့ပျော်နေတာပေါ့နော်အဲ့တော့ကျွန်တော်စီကိုတက်တဲ့တင်နန်းသားအကုန်လုံးကလေပျော်ပြီးတော့တက်ကြတာစိတ်ညစ်တဲ့တင်နန်းသားဆိုတာမရှိဘူးပြီးရင်သူတို့ကကျွန်တော်ကိုချစ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကခုနပြောသလိုနှလုံးသားသုံးပြီးတော့သူတို့ကိုလှုပ်လှုပ်ပေးတဲ့အချိန်မှာပိုပျော်သွားတယ်သူတို့တွေလေပိုပျော်သွားတယ်ပိုပြီးတော့ရင်းနှီးမှုတွေရှိတယ်ပထမအဆုံးတင်နန်းပြီးတဲ့နေရဆိုလေခလေးလေးပေါ်မှာတန်ရောစင်ဖြစ်ပြီးအဲသူတို့လည်းပြန်သွားကွာအိမ်သားထဲမှာထိုင်ပြီးတယောက်တည်းထိုင်မို့လေ တိုင်ကိုရင်းနဲ့ဟာနောက်ထပ်တင်တန်းမဖွင့်တော့ဘူးလို့တိုင်ရောင်းစင်နေရပါတော့ဟိုရှိလာပြီဆိုဖျက်ခတ်တယ်ပေါ့နော်အဲ့တော့တင်တန်းတော့ထပ်မဖွင့်ကြတော့ဘူးဆိုပြီးတော့ဒါဆုံးဖြတ်ခဲ့ဘူးလေဒါပေမဲ့လည်းအာတက်ချင်တဲ့တက်ချင်တဲ့ပြောတဲ့အတွက်ကြောင့်မို့ဒါဆက်ဆက်ပြီးတော့ဖွင့်ပြတာပေါ့နော်အဲ့တော့တင်တန်းသားတွေနဲ့ကျွန်တော်ရဲ့ relation ကတော့လေဒါသားအဖတွေလိုညီကောင်မောင်နှမတွေလိုဆရာသဘဲလိုပေါ့နော်မိသားစုတစ်ဖွဲ့အားလုံးနဲ့ချစ်ချစ်ခင်ခင်ရှိပါတယ်အဲသူတို့ဆိုင်ဖွင့်မယ်ဆိုလည်းနာမည်လှမ်းရွေးခိုင်းတယ်အရန်ကုန်ရောက်ပြီဆိုလည်းသူတို့လာကြတော့တယ်ကျွန်တော်စီမှာလေသူတို့ပို့တဲ့အစားအစာတွေဆိုတာလေတနေ့မှမပြတ်ဘူးနေတိုင်းနှီးပါရောက်တာ ုံနေရပို့တယ်ဒီနေရပို့တယ်ဗောနော်အဲ့လိုမျိုးဗောနော်အဲ့တော့လေဒီနေရနေတပည့်တွေအားလုံးကိုရမ်းချစ်ပါတယ်